အွန်လိုင်းပန်လုပ်ငန်းမှကျန်းဖိတ်ငွေလွှဲလုပ်ခြင်းကိုမြည်တို့လုပ်ရမည်နီ InstaPay အထဲသို့ login ဝင်ပါမီနူးဘားကိုနှိပ်ပါကျန်းဖိတ်ကိုသွားပါ Biller code နဲ့ reference တဲ့အချက်အလက်များကိုရရှိပါမည် Biller code သည်7445ဖြစ်သည် reference တဲ့တင်ဖုန်းနံပါတ်နဲ့ဂဏန်းတစ်လုံးအပေါ်ပါသောနံပါတ်များ ယခုအချိန်တွင်တင်နှစ်သက်သည့်ဘဏ်အပ်သေးသို့ဝင်ပြီးအွန်လိုင်းမှငွေလွှဲနိုင်ပါပြီ။ဒီဗီဒီယိုတွင်ကျွန်ုပ်သည် Maybank နှင့်ရအပ်သို့ဝင်ထားပါသည်။အောက်ပါတွင်ရှိသောဖဲ့ကိုနှိပ်ပါ။ယခုတင် Maybank နှင့် password ကိုခဲ့သွင်းပါ။တင်ဒီဖဲစာမျက်နှာသို့ရောက်ရှိပါလိမ့်မည်။ Jump Pay ကိုနှိပ်ပါ။ Biller code 7445ကိုခဲ့ပါ။ reference တွင်ပြထားသည့်အတိုင်း reference နံပါတ်များကိုထည့်သွင်းပါအဒီပြုပါ Instapay wallet တွင်ပြထားသည့်အတိုင်း reference နံပါတ်များကိုမှန်ကန်စွာမထည့်ပါကငွေလွှဲလုပ်ငန်းစဉ်မအောင်မြင်ပါငွေပမာဏကိုထည့်ပါတင်သည့် authorized transaction စာမျက်နှာသို့ရောက်ပါလိမ့်မည်အားလုံးမှန်ကန်ပါက approve ခလုတ်ကိုနှိပ်ပါသင်ငွေလဲသည့် Instapay account ကိုအောင်မြင်စွာပြီးဆုံးပါပြီ ငွေလွဲအောင်မြင်ပြီးချိန်တွင်တင်ဖုံးထဲသို့သက်ဆိုင်ရာစာသားသတိပေးချက်ရောက်ရှိလာပါလိမ့်မည်။